ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ ကိုတက်သမ၄မှတ်ကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်သမ၅မှတ်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစိမရေဒီယိုဖွင့်သူ ဖွေသားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အော်တိုဘားလာ၁၄ရက်အင်္ဂါနေ့ညဘက်မြစိမရဲ့ရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00ကနေ9:00ခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ဆိုင်းခမ်းပါဒီကနေ့ညနားဆင်ရမယ့်အစီအစဉ်တွေကတော့ဒုံဆန်းစုကြည်ကိုချက်ချင်းလှုပ်ပေးဖို့တားဖြစ်သူက Prof Conference မှာတောင်းဆိုတဲ့တဲ့င်းနဲ့အတူ မတရားမြောက်ချမ်းကိုစစ်ကောင်စီထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါသတင်းတွေပြီးမှာတော့ Key to Heart အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာအခုပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကို တင်ဆက်ပေးပါတော့မယ်ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်တဲ့ Kim Harris ကချက်သမ္မတနိုင်ငံ Barack မြို့မှာကျင်းပတဲ့ ဖိုရန်နှစ်ထောင် conference မှာမိခင်ဒေါအောင်ဆန်းစုကြည်ကိုချက်ချင်းလွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီ conference ကအော်တိုဘာလ12ရက်နေ့ကနေ14ရက်နေ့ထိချက်သမရနိုင်ငံပရက်မြို့မှာအခက်အခဲတွေရင်ဆိုင်ခြင်းဒီမိုကရေစီကြံ့ခိုင်မှုဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပနေတာ ဖြစ်ပါတယ်။ online video ခေါ်ဆောင်မှုကနေမိန်ခွန်းပြောရင်းမိခင်နဲ့မြန်မာနိုင်ငံရဲ့အကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့တက်ရောက်သူတွေကိုပူပေါင်းတိုက်တွန်းခဲ့ပါတယ်။သူ့ရဲ့တောင်းဆိုချက်ပြီးတဲ့နောက်ချက်သမရဘက်တာပါဘယ်က ဖွင့်ပွဲမိန်ခွန်းမှာဒေါအောင်ဆန်းစုကြည်ဟာဖိုရန်2000တီထောင်သူဖြစ်တဲ့ဘာဆလက်ဟာဘယ်ရဲ့မိတ်ဆွေတစ်ယောက်ဖြစ်ပြီးအကြံပေးဘုတ်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒီလိုဆက်ဆက်မှုတွေကြောင့် သူ့လွတ်မြောက်ရေးနဲ့မြမဒီမိုကရေစီပြန်လည်အသက်သွင်းရေးမှာကုညီပန့်ပိုးပေးဖို့တက်ရောက်သူတွေကိုတောင်းဆိုခဲ့ပါတယ်မြမပြည်သူတွေဆရာနာရှင်တော်လှန်ရေးမှာအောင်မြင်မှုတွေများစွာရထားပေမဲ့နိုင်ငံတကာအကူအညီတွေလိုအပ်နေဆဲဖြစ်ကြောင်းလည်းဆိုပါတယ်ခင်အရစ်ကကျွန်တော်မိခင်နဲ့အကျဉ်းသားထောင်ပေါင်းများစွာလွတ်မြောက်ပြီးသူတို့အခွင့်အရေးပြန်ရစေဖို့ကမ္ဘာဒီမိုကရေစီအင်အားစုတွေစုပေါင်းတာဝန်ယူရမယ်အခုလိုအားနည်းသူတွေအတွက်ကျွန်တော်တို့ယက်တီမပေးဘူးဆိုရင်ကျွန်တော်တို့အာနာရှင် ်ဖနှက်အောက်ရောက်တဲ့အခါဘသူကရက်တီပေးမလဲလို့လည်းပြောကြခဲ့ပါတယ်ဒီမြစ်တာရက်ခန့်ခွင်းနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းဒီမိုကရေစီနဲ့လွတ်လပ်မှုအတွက်အားလုံးစုစည်းတာဝန်ယူနိုင်ပါစေလို့လည်းဆုတောင်းပေးခဲ့ပါတယ်ချက်သမတဘက်တာဘာပေကလည်းအားနည်းသူတွေအတွက်ရက်တီမှုတွေနဲ့ကဘာကိုပုံမှန်မျှော်လင့်ချက်ရှိတဲ့နေရာဖြစ်လာစေဖို့စ조사သူတွေကိုချီးကျူးခဲ့ပါတယ် conference မှာတော့ russia ukraine စစ်ပွဲတက်ရောက်မှုတွေလည်းဆွေးနွေးမယ်လို့ဆိုပါတယ် ဖိုရန်2000ကို1998ခုနှစ်မှာချက်သမဒဟောင်းဘာဆလက်ဟာဘယ်ဒိုစတင်ခဲ့တာဖြစ်ပြီးကပ္ပကောင်းဆောင်တွေစုဝေးဆွံ့ရစရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ခင်ဗျာတော်လိုင်းတက်တွေထိန်းချုပ်ထားတဲ့မတရားမျိုးနယ်ရဲ့မြောက်ဖက်ခြမ်းကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေကပြောပါတယ် ဩဂတ်စ်လဇန်ပိုင်ကလေးကမတရားမျိုးနယ်အရှိချမ်းကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာမြို့ရဲ့မြောက်ဖက်ခြံကိုဆက်၍လာတာလို့ဒေသခံတူကပြောပါတယ်။မတရားမျိုးရဲ့အနောက်မြောက်ဖက်ကဝန်စုကျေးရွာနီးမှာတော့တိုက်ပွဲဖြစ်နေတာရပ်ပေါင်းအတော်ကြာပြီလို့ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တူကပြောပါတယ်။မတရားမျိုးရဲ့မြောက်ဖက်ခြံမှာမန္တလေး PDF သိမ်းယူထားတဲ့ရင်းနှံသာတိုးကိတ်ရှိပါတယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရမတရားမျိုးအတွင်းကစစ်တပ်နဲ့အရှိရန်ကိုထိုးစစ်ဆင်လာတဲ့စစ်ကြောင်းတွေပေါင်းပြီးမြောက်ဘက်ခြမ်းကိုထပ်မံထိုးစစ်ဆင်ဖို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်။အော်တိုဘားလ17ရက်နေ့ကတနေ့လုံးလက်နက်ကြီးလက်နက်ငယ်တန်တွေကြားနေရတယ်လို့ဒေသခံတူကလည်းပြောထားပါတယ်။ ဒါပြင်အော်တိုဘားလ14ရက်နေ့မှာလဲမတရားမြို့နယ်အရှိချမ်းကကျွဲတက်ကြီးရွာနဲ့ကြောင်းကုန်းကြီးရွာကြားကတရားကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်တာကြောင့်ဖြတ်တန်းသွားလာနေတဲ့ဒေသခံအမျိုးသား3ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်စီတပ်ဟာမတရားမြို့နယ်အရှိချမ်းကကြီးရွာတချို့မှာအထိုင်ချတပ်ဆွဲထားပြီးအင်အားရာနဲ့ချီပါတဲ့စစ်ကြောင်း3ကြောင်းရှိတယ်လို့သိရပါဗျာ။ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့မန္တလေးတိုင်းမြင်းချံမြို့နယ်ကြောက်ပြုတ်ကျေးရွာမှာရှိတဲ့အာနာသိန်းစစ်အုပ်စုရဲ့အထိုင်စခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကော်မရှင်တပ်ဖက်ကဆေးရောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့ပြည်သူ့ကျေတပွင့်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘားလ12ရက်နေ့မနက်ပိုင်းမှာကြောက်ပြုတ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ ိုက်ပွဲဟာ၃နာရီအထိကြာမြင့်ခဲ့တယ်လို့လည်းပြည်သူ့ကျယ်တွင်အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ဘိုမိုက်ခဲကပြောပါတယ်။သူကရောက်ပင်ရွာနဲ့ရွာကြီးကြီးရွာဘက်တွေမှာစစ်ကော်မရှင်စစ်ကြောင်းကထိုးနေတာကြောင့်ကျွန်တော်တို့ဒီဘက်ကနေတဖန်ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါစခန်းကိုတိမ့်နိုင်ပေမဲ့မထိန်းထားနိုင်ခဲ့ပါဘူးလို့သူကပြောပါတယ် မီစီမာအနေနဲ့ဒီတိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီးတိကျအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူးဒီကြောက်ပြုတ်ရွာမှာစစ်ကော်မရှင်တပ်သားတွေနဲ့ပြူစောထိပူပေါင်းအင်အား30လောက်ရှိပြီးတော့တိုက်ပွဲဖြစ်ပွားပြီးနောက်မှာအင်အားတွေထပ်ပြီးဖြစ်တင်းထားကကျေးရွာအနီးကားအသွားလာတွေကိုစစ်ဆဲမှုတွေလုပ်နေတယ်လို့လည်းသိရပါတယ်ဒီမြင်းချံမြို့နယ်အတွင်းမှာပြူစောတိခေါင်းဆောင်ဒေါ်တီတာယူမွန်ဦးဆောင်တဲ့ ြူစောထိနဲ့စစ်ကော်မရှင်တပ်သားတွေဟာမြို့နယ်အနီးတစ်ဝိုက်မှာရှိတဲ့ကြေးရွာတွေကိုမကြာခဏဆို့သလိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးနောက်ပြည်သူပိုင်းပစ္စည်းတွေကိုအတမလူယူတာတွေမိရှို့ဖျက်ဆီးတာတွေကိုလုံဆောင်လေးရှိတယ်လို့ဒေတာခန့်တွေကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့ကလည်းကြေးရွာတွေကိုမိရှို့ဖျက်ဆီးပြီးပြန်လာတဲ့ပြူစောထိတွေနဲ့စစ်ကော်မရှင်တပ်ပူးပေါင်းစစ်ကြောင်းကိုရွာကြီးရွာနဲ့ညောင်ပင်ရွာလမ်းပိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ် တိုက်ပွဲအတွင်းမှာစစ်ကော်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုတွေရှိတယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်။အခုဖြစ်ပွားခဲ့တဲ့ကြောက်ပြုတ်ကျေးရွာတိုက်ပွဲကိုပြည်သူ့ကျယ်တဝန်းတပ်ဖွဲ့ MGN Danger Dynamite တပ်ဖွဲ့နဲ့ MGRF PDF တပ်ဖွဲ့ Tali 5 PDF တပ်ဖွဲ့နဲ့မြင်းချယ်ပကဖတ်တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်းသတင်းရရှိပါတယ်ခင်ဗျာ။ မြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတအောင်တက် TNLA ထိန်းချုပ်ထားတဲ့နမ်ဆန်မြို့နယ်အုံစွမ်းကြီးရွာကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လေးတန်းကျောင်းသူတဦးသေဆုံးခဲ့ရပါတယ်။ဖြစ်စဉ်ကတော့အော်တိုဘားလာ14ရက်ဒီကနေ့မနက်6:45မိနစ်အချိန်မှာစစ်အုပ်စုက ဝိုင်းတွဲထောက်ပို့လင်းရင်အမျိုးအစားနဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဘုံတိလေလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဝိုင်းတွဲလင်းနဲ့ဘုံလေလုံးကျဲသွားတယ်။လေးတန်းကျောင်းသူတယောက်တည်သွားတယ်။တဦးကအပြင်းထန်ဒဏ်ရာတွေရသွားတယ်လို့အုံးစွန်ကျေးရွာဒေတာခန်အမျိုးသမီးတဦးကပြောပါတယ်။ဒီလိုလေကျောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာလေးတန်းကျောင်းသူဖြစ်တဲ့မိသိန်းຫນွယ်ဝမ်ဘိုက်ကိုဘုံစားထိမှန်တည်ဆုံသွားတာဖြစ်ပြီးတော့ ခုနှစ်တန်းចောင်းသူကတော့အပြင်းထန်ဒဏ်ရာတွေရတော့တာပါဒါအပြင်နေအိမ်၅လုံးပြက်စီးသွားတယ်လို့လည်းသိရပါတယ်တအောင်တက် TNL ထိန်းချုပ်ထားတဲ့မြို့နယ်ခြေရွာတွေကိုစစ်ကော်မရှင်တပ်ကအခုရက်ပိုင်းအတွင်းမှာလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာမြစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုဆက်လက်နာဆင်ရမှာပါ ဘအနေနဲ့အမေရိကန်နဲ့တရုတ်ကိုဒီပညာဆိုင်ရာ တီထွင်မှုတွေမှာကြီးစိုးထားခွင့်ပြုလို့မဖြစ်ဘူးလို့အခုနှစ်စီးပွားရေးနိုဘယ်ဆုရှင်တွေကတူဖြစ်တဲ့ပြင်သစ်နိုင်ငံကဖီလစ်အာဂျီယွန်ကပြောလိုက်ပါတယ်အာဂျီယွန်ဟာအခုနှစ်စီးပွားရေးနိုဘယ်ဆုကို American Israel လူမျိုးဂျိုမိုကီယာနဲ့ကနေဒါက Peter Howard Stone နဲ့အတူပူးတွဲရရှိခဲ့သူဖြစ်ပါတယ်။ ရရှိခံတဲ့စီးပွားရေးဖွံ့ဖြိုးမှုမှာနီးပညာရဲ့တက်ရောက်မှုသူတည်သနာအတွက်ရရှိခဲ့ကြတာဖြစ်ပါတယ်။ဥရောပနိုင်ငံတွေအနေနဲ့နီးပညာခေါင်းဆောင်နေရာကရှော့ချပြီးအမေရိကန်နဲ့တရုတ်တို့ကိုခေါင်းဆောင်ဖြစ်ခွင့်ပေးလိုက်လို့မရဘူးဆိုတာသိရမယ်လို့ကျွန်တော်ထင်ပါကြောင်းအခုနှစ်ဆူရသူများစီးရင်နေကျင်ညာတဲ့ Stockholm သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုဖုန်းကတဆင့်သူကဖြေကြားသွားခဲ့ပါတယ်။ 1989ခုနှစ်များကတည်းကအမေရိကန်နဲ့ဥရောပနိုင်ငံတွေအကြားဒဏ္ဍာရီဥစ္စာကွာဟချက်ဟာကြီးထွားလာခဲ့တယ်လို့သူကပြောပါတယ်။ဒုတိယကမ္ဘာစစ်နဲ့80ခုနှစ်အလယ်အကြားမှာဥရောပဟာတိုးရင်း GDP မှာအမေရိကန်ကိုမှီလာပြီးနောက်ပိုင်းမှာတော့ဒဏ္ဍာရီဥစ္စာကွာဟချက် ကြီးမားလာခဲ့တာဖြစ်တယ်လို့သူကပြောခဲ့ပါတယ်။နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ကမ္ဘာ့ဘဏ်ငေါ်ဘဏ်တို့ရဲ့ ဘန္နာယေးဝင်ကြီးတွေနဲ့ဗဟုဘန်ဥက္ကဋ္ဌတွေတက်ရောက်မယ်နှစ်လယ်အစည်းအဝေးတွေကိုတင်းလာနေကဝါရှင်တန်မှာစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံနှစ်ခုအကြားကုန်သွယ်ရေးချိန်ချမှုအသစ်တွေပေါ်ပေါက်နေချိန်မှာဒီလိုကျင်းပနေတာပါ။လုံငရပတ်ကတရုတ်နိုင်ငံက အရေးကြီးတွင်းထွက်တွေ အပေါ်ပို့ကုန်ကန့်တတ်မှုတွေ အသစ်တွေထုတ်ပြန်ခဲ့ရာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြင်းထန်တဲ့တုံ့ပြန်မှုပြုလုပ်ခဲ့ပြီးလက်တုံ့ပြန်တဲ့အနေနဲ့တရုတ်ကုန်သွယ်ပစ္စည်းတွေအပေါ်နောက်ထပ်ကုန်သွယ်ခွန်တရားရခိုင်နှုန်းစီးကျက်မယ်လို့ပြောကြားခဲ့ပါတယ်။တောက်ကြနေ့ကအမေရိကန်စတော့ဈေးကွက်ပိတ်ပြီးမကြမီဒီသတင်းထွက်ပေါ်လာခဲ့တဲ့အတွက် ကုံတွယ်ရေးစပွဲနောက်တကြော့ပြန်ဖြစ်တော့မလားလို့ယင်းဒီမြုပ်ငန်းသူတွေကြားစိုးရိမ်ပြီးတော့နိုင်ပိုင်းအတွင်း stock ဈေးတွေပြုတ်ကျခဲ့ပါရယ်ထရန့်ကသူတို့လေကြီးမူကြီးပြောဆိုချက်တွေကိုတရင်ပတ်ကုံမှာပြန်လဲရုပ်သိမ်းခဲ့တဲ့အတွက်သင်းလာနေနနခင်မှာယင်းဒီမြုပ်ငန်းသူတွေအနှင်းငယ်စိတ်သက်ကြရရရှိခဲ့ပါရယ်ဈေးကွက်မဖွင့်မီဝါလမ်မရှိကြိုးချောင်းကြိုးဝဲဈေးကွက်အတိကညုံကိန်၃ခုတက်သွားခဲ့ပါရဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ Managing Director Krista Leah Giojiva ကကမ္ဘာစည်းဝါးရေးဟာစိုးရိမ်နေတာထက်တော့ပိုကောင်းသည်ထို့သောလိုရာထက်တော့ပိုဆိုးနေသည်လို့ရခိုင်အပကဝါရှင်တန်မှာပြုလုပ်တဲ့အစည်းအဝေးမှာပြောသွားခဲ့ပါတယ်ခင်ဗျာ မြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့ပြည်တွင်းသတင်းလွှာရဲ့လှည့်ပါမြန်မာနိုင်ငံမှာဒီဇင်ဘာလ28ရက်နေ့ကစတင်ကျင်းပမယ့်ရွေးကောက်ပွဲကိုစောင့်ကြည့်လေးလာသူတွေဆေလွှတ်ရေးကိုအာဆီယံကသဘောတူနိုင်ဖွယ်မရှိဘူးလို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်က ပြောကြားလိုက်ပါတယ် မလေးရှားဟာမြမရွေးကောက်ပွဲအတွက်စောင့်ကြည့်လေးလာသူတွေဆေလွတ်ဖို့သဘောတူထားတဲ့ဆိုတော့အာနာသိန်းစစ်ကော်မရှင်ရဲ့သတင်းဖော်ပြချက်ကိုတုံ့ပြန်တဲ့အနေနဲ့မိုဟာမက်ကဒီကိစ္စကိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကချင်းချိန်ဆွေးနွေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့တာပါဒီကိစ္စကိုအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးမှာဆွေးနွေးပြီးဆုံးဖြတ်မှာပါစောင့်ကြည့်လေးလာသူတွေဆေလွတ်ဖို့ အာဆီယံကသဘောတူလိမ့်မယ်တော့ကျွန်တော်မထင်ဘူးလို့မိုဟာမက်က မကြမီကျင်းပါမယ်အာဆီယံထိပ်သီးအစည်းအဝေးမှာပြင်ဆင်မှုတွေကိုစစ်ဆေးပြီးနောက်သတင်းထောက်တွေကိုအော်တိုဘားလ23ရက်နေ့ကပြောကြားခဲ့တာဖြစ်ပါတယ်မိုဟာမက်ဟာ နေပြည်တော်မှာအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့တွေ့ဆုံပြီးနောက်မြန်မာနိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်လေးလာသူအဖွဲ့တွေဆေလွှတ်ဖို့ကတိပြုခဲ့တယ်လို့စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ Global New Light of Myanmar ကပြည်ကတဲ့တောက်ကြနေကဖော်ပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီသတင်းဖော်ပြချက်ကြောင့် People's Justice Party PKR ပါတီကဆူဒန်အမတ်ဝေါင်ချန်းနဲ့နိုင်ငံခြားရေးဝန်ကြီးဟောင်းစိုက်ပူတင်အဘူလာတို့ကအတူအယောင်ရွေးကောက်ပွဲကိုထောက်ခံမှုရှိမရှိဖြေချင်းချက်ပေးဖို့တောင်းဆိုတဲ့အထိဖြစ်ခဲ့တာပါ Democratic Action Party DAP ပါတီအမတ်ဟောင်းဖြစ်တဲ့ရှားဆန်တီယာဂိုကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆေလွတ်ပေါ်သဘောတူလာဟာမြန်မာပြည်သူတွေအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေများစွာကျူးလွန်နေတဲ့စစ်အုပ်စုကိုထောက်ခံရရောက်မယ်လို့ပြောကြားခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆေလွတ်ရေးမြန်မာရဲ့တောင်းဆိုမှုကိုလာမယ့်အာဆီယံထိပ်သီးအစည်းအဝေးမှာဆွေးနွေးမှာဖြစ်ကြောင်းနောက်ပိုင်းမှာပြန်ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ2021ခုနှစ်ကဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ရွေးကောက်ခံအစိုးရကိုစစ်တပ်ကဖြုတ်ချကာအာဏာသိမ်းခဲ့တာကြောင့်လက်နက်ကင်တော်လှန်မှုတွေပေါ်ပေါက်ခဲ့ပြီးနိုင်ငံရဲ့နေမြေအများအပြားစစ်အုပ်စုရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်မြောက်စေခဲ့တာပါ။ စစ်ကောင်ဆောင်ကအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုသဘောတူထားပေမဲ့အကောင့်ထဲပေါ်ဆောင်ဖို့ပြက်ကွက်တာကြောင့်အာဆီယံက2022ခုနှစ်ကစပြီးမြန်မာအာဏာသိမ်းစစ်ကောင်ဆောင်တွေကိုသူတို့ရဲ့အစည်းအဝေးတွေကိုတက်ရောက်ခွင့်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်ခင်ဗျာတရင်နေပြီးမှာတော့ G2H အစီအစဉ်ကိုဆက်လက်နာဆင်ရမှာဖြစ်ပါတယ် ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာ Key to Heart Program ကနေကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့အမျိုးသမီးတိုင်းမလွဲမသွေကြုံတွေ့ခံစားရတဲ့တွေးဆုံခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပြီးဘယ်ရွယ်မှာဖြစ်ပေါ်လေးရှိပြီးတွေးဆုံခြင်းကိုအစဉ်စဉ်ခွဲခြားပုံအဖြစ်များတဲ့ယောဂလက္ခဏာတွေနဲ့နောက်ဆက်တွဲယောဂတွေအကြောင်းဘလို့ကြိုတင်ပြင်ဆင်ရမလဲဆိုတဲ့အခန်းကဏ္ဍတွေကိုဆက်ဆက်ပြီးကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအပိုင်းမှာတော့သွေးဆုံခြင်းဆိုတာဘာလဲ ဘလို့ဆင့်ဆင့်ခွဲကြလဲနဲ့အဖြစ်များတဲ့ယောဂါတွေအကြောင်းကိုစတင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။တွေးဆုံခြင်း Mano Box ဆိုတာဘာလဲ။တွေးဆုံခြင်းဆိုတာတဘာဝလျောက်ဓမ္မတာတွေးပုံမှန်ဆင်ခြင်းရပ်တန့်သွားပြီးမျိုးဆက်ပြန့်ပွားနိုင်စွာကုံဆုံသွားတဲ့ဘဝအဆင့်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအခြေအနေကိုရောက်ရှိဖို့လက်တလုံးမှာဓမ္မတာတွေးမစင်းတာကိုတော့အနည်းဆုံးတစ်နှစ်ဆက်တိုက်ကြာတဲ့အထိစောင့်ကြည့်ရပါတယ်။ သွေးဆုံခြင်းဟာရုတ်တရက်ဖြစ်တာမဟုတ်ဘဲနှစ်ပေါင်းများစွာကြာတတ်တဲ့ဂျာဆင်ပယ်ရီမန်နိုပော့စ်ကနေတဆင့်ဖြစ်ပေါ်လာတာပါပုံမှန်အနေနဲ့အမျိုးသမီးတွေအသက်45နှစ်ကနေ55နှစ်ကြာမှဖြစ်တတ်ပြီးပြည့်မြအသက်ကတော့52နှစ်ဖြစ်ပါတယ်သွေးဆုံခြင်းကာလအစဉ်ဆင့်ဂျာကာလပယ်ရီမန်နိုပော့စ်သွေးဆုံခြင်းမတိုင်မီနှစ်အနည်းငယ်ဒါမှမဟုတ်ဆယ်စုနှစ်တခုအထိကြာတတ်ပါတယ်ခန္ဓာကိုယ်ကအက်စထရိုဂျင်ဟော်မုန်းပမာဏစတင်ကြာဆင်းလာတဲ့အဆင့်ဖြစ်ပါတယ် ဓမ္မတာလာတာမမှန်တော့ပဲဆင်းတဲ့ပမာဏနည်းတာများတာစတဲ့ပြောင်းလဲမှုတွေစတင်ဖြစ်ပေါ်လာပါတယ်။တွေးဆုံခြင်းရဲ့ယောဂလက္ခဏာအများစုဟာဒီအဆင့်မှာစတင် ခံစားရတတ်ကြတာပါ။ဂျာကာလာမှာအဖြစ်အများဆုံးရုပ်ပိုင်းဆိုင်ရာဝေဒနာတွေဓမ္မတာလာခြင်းမမှန်ခြင်း irregular period ဒါဟာ perimenopause ရဲ့အထင်ရှားဆုံးလက္ခဏာပါ။လာတဲ့အခါတွေးဆင်းများတာဒါမှမဟုတ်နည်းတာဂျာကာလာတိုးွားတာဒါမှမဟုတ်ရှည်လာတာ တလကြော်ပြီးမလာတာစတာတွေဖြစ်နိုင်ပါတယ်။ချွေးပြန်ခြင်းနဲ့ညဘက်ချွေးထွက်ခြင်းခန္ဓာကိုယ်အပေါ်ပိုင်းရင်ဘက်လေပင်မျက်နှာမှာရုတ်တရက်အပူလှိုင်းတွေလိုပူဆက်ပူလောင်ခံစားရပြီးချွေးပြန်တက်ပါတယ်။ညဘက်မှာဖြစ်ရင်အိပ်စက်မှုကိုထိခိုက်စေပါတယ်။အိပ်မပျော်ခြင်းညဘက်ချွေးပြန်တာတွေဟော်မုန်းအပြောင်းအလဲတွေကြောင့်အိပ်ပျော်ဖို့ခက်ခဲတက်ပါတယ်။မိမ့်မကို၆တွေ့ခြင်း အက်စထရိုဂျင်ကျဆင်းလာတာနဲ့အမျှမိမကိုနေရံတွေပါလာပြီး၆တွေ့ရာရံကလိင်ဆက်ဆံရမှာနာကျင်မှုဖြစ်စေနိုင်ပါတယ်။လိင်စိတ်ကျဆင်းခြင်းဟော်မုန်းအပြောင်းလဲနဲ့မိမကို၆တွေ့မှုတို့ကလိင်စိတ်ကိုကျဆင်းစေနိုင်ပါတယ်။စီအိမ်ပြဿနာများစီမထိန်နိုင်ခြင်းချောင်းဆိုးရေမောလိုက်တိုင်းစီစိတ်ထွက်ခြင်းနဲ့စီလံချောင်းပူးဝင်လွယ်ခြင်းတို့ဖြစ်နိုင်ပါတယ်။ခေါင်းကိုက်ခြင်းအကြောအစစ်နဲ့ကြွက်သားတွေကိုက်ခဲခြင်း ်ကိုလေးချိန်တက်လာခြင်းအထူးသဖြင့်ဝမ်းပိုင်နာတော်ဝိုက်တို့ဖြစ်ပါတယ်တွေ့ဆုံခြင်းကာလနောက်ဆုံးတမတာလာပြီးတဲ့နောက်တစ်နှစ်ပြည့်တဲ့နေ့ကစလို့ဒီအဆင့်ကိုရောက်ရှိပါပြီတာဝုအိမ်တွေကတာဝုကြွေခြင်းကိုအပီးပိုင်ရက်ဆိုင်လိုက်ပြီးဟော်မုန်းတွေအထူးသဖြင့်အက်စတရိုဂျင်ထုတ်လွှတ်မှုတည်တည်တသာကျဆင်းသွားပါတယ်တွေ့ဆုံခြင်းကာလမနိုစပော့စ်မှာခံစားရနိုင်တဲ့ဝေဒနာတွေဟာကြာကာလပယ်ရီမနိုပော့စ်မှာခံစားရတဲ့ဝေဒနာတွေနဲ့ဆင်တူပေမဲ့ပိုပြီးထင်ရှားလာနိုင်ပါတယ် တွေ့ဆုံပြီးချိန် postman တို့ post မှာလည်းရေရှည်တက်ရောက်မှုတွေရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာခံစားရတဲ့ဝေဒနာတွေဆင်တူပြီးစိတ်ပိုင်းဆိုင်ရာခံစားရတဲ့ဝေဒနာတွေကတော့စိတ်အပြောင်းလဲမြန်တာစိတ်တို့လွယ်စိတ်ဆက်လွယ်စိတ်ဓာတ်ကျလွယ်တာစိုးရိမ်ပူပန်မှုများတာနဲ့စိတ်ဓာတ်ကျတာဟော်မုန်းအပြောင်းလဲဟာအုန်းနောက်ထဲကစိတ်ခံစားမှုကိုထိန်းချုပ်တဲ့ဓာတ်ပစ္စည်းတွေကိုတက်ရောက်မှုရှိပါတယ်။မှတ်ဉဏ်ချိုးယွင်းခြင်းနဲ့အာယုံစူးစိုက်ရခက်ခြင်း ခေါင်းထဲမှာမကြည်လင်တော့သလိုခံစားရပြီးအာယုံဆိုင်ဖို့တင်ယူဖို့တတိယဖို့ခက်ခဲတတ်ပါတယ်။လိင်စိတ်ကြာဆင်းခြင်းဟော်မုန်းပြောင်းလဲမှုနဲ့မဲမကို၆တွေးမှုတို့ကလိင်စိတ်ကိုကြာဆင်းစေနိုင်ပါတယ်။တွေးဆုံးပြီးကာလတွေးဆုံးပြီးနောက်ပိုင်းဘဝတတတာလုံးကို ဆိုလိုပါတယ်။ယောဂလက္ခဏာတချို့တက်တာတွားတတ်ပေမဲ့အက်စထရိုဂျင်ဟော်မုန်းနယ်ပါမှုကြောင့်နှောက်ဆက်တွဲကျန်းမာရေးပြဿနာတွေအယိုးပွားတာနှလုံးရောဂါဖြစ်နိုင်ခြင်းမြင့်တက်လာပါတယ်။ ကာလ၃ခုလုံးမှာအဖြစ်များတဲ့ယောဂလက္ခဏာများချွေးထွက်များခြင်းနဲ့ညဘက်ချွေးပြန့်ခြင်းခန္ဓာကိုယ်အပေါ်ပိုင်းမှာရုတ်တရက်ပူပြင်းတဲ့ခံစားမှုဖြစ်ပေါ်တာချွေးတွေအများကြီးထွက်လာတာမိမကူခြောက်တွေ့ခြင်းဟော်မုန်းပြောင်းလဲမှုကြောင့်မိမကူနေရံတွေပါလာပြီးခြောက်တွေ့ရာရံကလိမ့်ဆက်ဆံရမှာနာကျင်မှုဖြစ်စေနိုင်ပါတယ်အိမ်မပြောခြင်းညဘက်ချွေးပြန့်တာတွေကြောင့်အိပ်စက်မှုကိုအနှောက်အယှက်ဖြစ်စေပါတယ်စိတ်အပြောင်းလဲမြန်ခြင်း စိတ်တိုးလွယ်စိတ်ထက်ကြလွယ်စိုးရင်ပူပန်မှုတွေများခြင်းကိုယ်လေးချင်းတက်လာခြင်းနဲ့ဇီဝဖြစ်စဉ်နှိကွေးလာခြင်းသပင်ပါခြင်းနဲ့အသားရေခြောက်သွေ့ရာရန်ခြင်းရင်သားတွေတင်းရင်မှုယောနေလာခြင်းစီးအိမ်ထိနိုင်မှုအားနေလာခြင်းစီးမထိနိုင်ခြင်းလိင်စိတ်ကြဆင်းလာခြင်းခံစားရတဲ့လက္ခဏာတွေဟာတယောက်နဲ့တယောက်ခံစားရတဲ့ပြင်းထန်မှုချင်းမတူကြပါဘူး တချို့အမျိုးသမီးတွေမှာလက္ခဏာတိတ်မပြင်းထန်ပေမဲ့တချို့မှာတော့နေ့စဉ်ဘဝကိုအတော်လေးထိခိုက်စေနိုင်ပါတယ်။ကိုယ်မှာရှိတဲ့ဝေဒနာတွေကိုမှတ်တမ်းတစ်ခုလုပ်ထားပြီးဆရာဝန်နဲ့ပြသင်ပါတယ်။နောက်ထပ်အပိုင်းမှာတော့သွေးဆုံးခြင်းနဲ့ပတ်သက်ပြီးနောက်ဆက်တွဲယောဂါတွေအကြောင်းနဲ့ဘလို့ကြိုတင်ပြင်ဆင်မလဲဆိုတဲ့အကြောင်းတို့ကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။သွေးဆုံးခြင်းနဲ့ကျန်းမာရေးအပေါ်ရည်ရှိတက်ရောက်မှုများအယိုးပွားယောဂါ အက်စတိုဂျင်ကျဆင်းမှုကြောင့်အရိုးတိတ်သီးစလျင်မြန်စွာ ဆုံးရှုံးလာပြီးအရိုးပွားပြီးကျိုးလွယ်လာပါတယ်။နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါများအက်စတိုဂျင်ကနှလုံးသွေးကြောစနစ်ကိုကာကွယ်ပေးတဲ့အာဏိသင်ရှိပါတယ်။ဟော်မုန်းကျဆင်းသွားတဲ့အခါနှလုံးရောဂါဖြစ်နိုင်ခြင်းမြင့်တက်လာပါတယ်။တိုင်ပြဿနာများစီလန်းချောင်းပိုးဝင်လွယ်ခြင်းစီးမထိန်နိုင်ခြင်းတို့ဖြစ်နိုင်ခြင်းများပါတယ်။အဲ့ဒီယောဂါတွေတဲကအရိုးပွားယောဂါဟာ မြန်မာနိုင်ငံကအမျိုးသမီးတွေအဖြစ်အများဆုံးရောဂါတစ်ခုအနေနဲ့တွေ့မြင်ရပါတယ်မြန်မာနိုင်ငံကသွေးဆုံပြီးအမျိုးသမီးအများစုမှာအယိုးပွားရောဂါအဖြစ်များရခြင်းအကြောင်းရင်းများစွာရှိပါတယ်အထူးကအကြောင်းရင်းတွေကတော့အာဟာရချို့တဲ့မှုကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီချို့တဲ့ခြင်းအဲ့ဒီအာဟာရနှမျိုးဟာအယိုးကျန်းမာရေးအတွက်အလွန်အရေးကြီးပါတယ်ကယ်ဆီယမ်နှုတ်နဲ့နှုတ်ထွက်ပစ္စည်းနွားနှုတ်ဒိန်ချင်ချီးစ်ငါးအသေးလေးတွေထောဘက်တီဟင်းနှုတ်နွယ် ပဲအမျိုးမျိုးစတာတွေမှာကြွယ်ဝစွာပါဝင်ပါတယ်။မြန်မာမျိုးသူအများစုရဲ့နေစဉ်စားတောက်မှုပုံစံဟာအဲ့ဒီအစားအစာတွေလုံလောက်စွာမပါဝင်တတ်ပါဘူး။ဗီတာမင် D ဗီတာမင် D ဟာခန္ဓာကိုယ်ကကယ်ဆီယမ်ကိုစုပ်ယူနိုင်ဖို့ကူညီပေးပါတယ်။ဗီတာမင် D ကိုနေအောင်ကြီးကနေအဓိကရရှိပါတယ်။မြန်မာမျိုးသမီးတွေဟာအသားမဲမှာစိုးရင်တက်တဲ့ဒလေနေပူတဲ့ထွက်ရင်ထီးအုတ်ထုတ်အလုံးမင်းစောင်းတက်တဲ့ဒလေတွေကြောင့်နေအောင်ကြီးလုံလောက်စွာမရရှိနိုင်တာကြောင့်ဖြစ်ပြီး အစားစာကနေလဲဥပမာငါးကြီးစီ အစီများတဲ့ငါကြက်ဦးအနှစ်လုံလောက်စွာမစားသုံးတာကြောင့်ပါကိုလက်လှူရှာမှုနေပါခြင်းအမျိုးသမီးတွေဟာအယိုးဆက်တွေကိုတံပါစေဖို့အားစိတ်ထုတ်ရတဲ့လေ့ကျင့်ခန်းလိုအပ်ပါတယ်ဥပမာလမ်းလျှောက်တာပြေးတာခုံတာနဲ့အေရိုဘစ်ကာတာတို့ဖြစ်ပါတယ်မြမအမျိုးသမီးအများစုဟာနေ့စဉ်လုပ်ငန်းစောင့်တာတွေကို လုပ်ကိုင်ရင်းရှိပေမဲ့အယိုးတံပါစေမဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အလေအထနေပါလိရှိပါတယ် ကျမရေဘူသူတာနဲ့စောစည်းစွာစစ်ဆေးမှုခံယူခြင်းနဲ့ပါတာအယုဘွားယောဂါဟာရုတ်တရက်လက္ခဏာပြလေမရှိဘဲတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတတ်ပါတယ်အယိုးကျိုးမှပဲသိရတတ်ပါတယ်သွေးဆုံကဏ္ဍဝင်းကျင်ကာလာရောက်လာတဲ့အခါအယိုးတိတ်တီးစစစ်ဆေးမှုကို ပုံမှန်မပြုလုပ်တတ်ကြပါဘူးဒါကြောင့်အယိုးပါနေပြီဆိုတာကိုမသိရှိဘဲကာကွယ်ကုသမှုမခံယူနိုင်ကြတာကြောင့်ပါဆေးလိမ့်နဲ့အရက်သေးစာတောက်သုံးမှုဒါမှမဟုတ်ကဖင်းတက်များတာ ဆေးလေးတောက်ခြင်းနဲ့ကော်ဖီလက်ဖက်ရည်ကိုအလွန်အကျွံတောက်သုံးခြင်းတွေဟာခန္ဓာကိုယ်ထဲကကယ်ဆီယမ်စုပ်ယူမှုကိုဟန်တာပြီးအရိုးဆုံးရှုံးမှုကိုမြန်ဆန်စေပါတယ်။ကိုယ်လေးချိန်နဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမြမမျိုးသမီးအများစုဟာကိုယ်ခန္ဓာအဆင့်အတန်းသေးငယ်ပြီးကိုယ်လေးချိန်နေတတ်ကြပါတယ်။ကိုယ်လေးချိန်နေခြင်းဟာလည်းအရိုးပွားယောဂါအတွက်အန္တရာယ်အချက်တစ်ခုဖြစ်ပါတယ်။မျိုးရိုးဗီဇာမိသားစုထဲမှာအရိုးပွားယောဂါဖြစ်ဖူးသူရှိခြင်းကလည်းဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။ ဆက်လက်ပြီးသွေးဆုံးကင်ခြင်းမဖြစ်အောင်ကြိုတင်ကာကွယ်မဲ့နည်းလမ်းတွေကိုပြောပြပေးပါမယ်။သွေးဆုံးကင်တဲ့အချိန်မှာခံစားရနိုင်တဲ့မတ္တမတာဝေဒနာတွေကိုလျှော့ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝတစ်ခုကိုဆက်လက်ရှင်သန်နိုင်ဖို့အတွက်ဆော့ဆော့ပြင်ဆင်ခြင်းကတော့ချက်ပါပဲ။ဘဝနေထိုင်မှုပုံစံကိုဆော့ဆော့ကလေးကပြောင်းလဲပါ။သွေးဆုံးကံဒီပယ်ရီမနိုပတ်စမာမမဟုတ်ဘဲအသက်30နှစ်40နှစ်ကလေးကပြင်ဆင်ထားတင်ပါတယ်အယိုးတံပါအောင်လုပ်ပါ အသက်30နောက်ပိုင်းမှာအရိုးတိတ်သီးစအကျဆင်းလာပါတယ်။ကယ်လ်ဆီယမ်နဲ့ဗီတာမင်ဒီကျွဲဝတဲ့အစားအစာတွေ၊နှုတ်၊ဒိန်ချင်း၊ငါးတတိလေးတွေဟင်းနုနယ်တွေစားပါ။နေအောင်ကြီးနုနုကနေဗီတာမင်ဒီရယူပါ ကိုယ်လေးချိန်ကို ထိန်ပါ။ကိုယ်လေးချိန်များရင်ချွေးပြန်တာပိုဆိုးစေနိုင်ပါလေ။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ကြွက်သားတန်ပါစေတဲ့လေ့ကျင့်ခန်းဇီဝဖြစ်စဉ်ကောင်းစေပြီးအရိုးတွေကိုတန်ပါစေပါလေ။ယောဂတရားထိုင်ခြင်း စိတ်ဖိစီးမှုနဲ့စိတ်အပြောင်းလဲကိုထိညှိပေးနိုင်ပါတယ်။လမ်းမမြန်လျှောက်ခြင်းရေကူးခြင်းနှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ဟော်မုန်းမညီမများမှုကြောင့်ဖြစ်စေတဲ့ဝေဒနာတွေအတွက်ချွေးပြန့်ခြင်းညဘက်ချွေးထွက်ခြင်းဖြစ်စေတဲ့အကြောင်းရင်းကိုရှောင်ပါ။ဆက်တဲ့အစားအစာတွေကဖင်းဓာတ်အရက်စိတ်ဖိစီးမှုတွေကပိုဆိုးစေနိုင်ပါတယ်။အဝတ်အစားကိုအလွှာလိုက်ဝတ်ပါ။ချွေးပြန့်လာရင်အပြင်ဘက်အလွှာကိုချွတ်ပစ်လို့ရပါတယ်။အခန်းအပူချိန်ကိုအေးအောင်ထားပါ။ မိမကို၆သွေးခြင်းရေစေးစီတုံးပေးပါလိန်ဆက်ဆံရမှာ နာကျင်မှုကိုတတ်တာစေပါတယ်မိမကိုထဲ့စေဆရာဝန်နဲ့တိုင်ပင်ပြီးသုံးဆွဲနိုင်ပါတယ်အိတ်မပြောခြင်းအိတ်ချိန်မှအောင်ထားပါညတိုင်းပုံမှန်အချိန်မှအိတ်ပါပုံမှန်အချိန်မှနိုးပါအိတ်ခံဒီဖုန်းသုံးတာ TV ကြည့်တာကိုရှောင်ပါအိတ်ခန်းကိုအေးချမ်းမောင်ရိပ်ပြည့်ပြည့်ဖြစ်အောင်ထားပါစိတ်ကျမ်းမာရေးကိုဂယူဆိုင်ပါစိတ်ဖိစီးမှုကိုလျှော့ချပါ တရားထိုင်တာအသက်ပြင်းပြင်းရှူတာကိုနှစ်တည်းရဝါဒနာပါရလှုပ်ခြင်းကစိတ်ကိုလန်းဆန်းစေပါတယ်။ social support မိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့စကားပြောပါသင်ခံစားချက်ကိုမျှဝေပါ။လိုအပ်ရင်ဆရာဝန်နဲ့တိုင်ပင်ပါ။စိတ်ဓာတ်ကြတာစိုးရိမ်ပူပန်မှုများတာကို ကုသမှုခံယူနိုင်ပါတယ်။ဆေးဘက်ဆိုင်ရာကုထုံးတွေဟော်မုန်းအစားထိုးကုထုံးယောဂလက္ခဏာအများစုကိုအထူးအောင်ဆုံးတတ်တာစေနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှပဲသုံးဆွဲတင်ပါတယ်။ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးဆေးအမျိုးအစားနဲ့ပမာဏကိုဆရာဝန်ကညွှန်ကြားပေးမှာဖြစ်ပါတယ်။ဟော်မုန်းမပါသောကုထုံးများအရိုးပွားခြင်းကာကွယ်ဖို့ဆေးဝါးတွေစိတ်ကြယောဂကုသတဲ့ဆေးတွေကိုလည်းဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံယူပါတွေးဆုံခံနည်းနဲ့တွေးဆုံပြီးချိန်မှာဆရာဝန်ရဲ့ပုံမှန်ပြသပြီးစစ်ဆေးမှုတွေခံယူပါ ်အရိုးသိပ်သည်းဆစ်ဆဲခြင်းသွေးတွင်းကိုလက်စတရောဆစ်ဆဲခြင်းရင်သားဆစ်ဆဲခြင်းနဲ့ပတ်စမာဆစ်ဆဲခြင်းတွေကို ပုံမှန်လှုပ်ဆောင်တင်ပါတယ်သွေးဆုံးခြင်းဟာဘဝတဘာဝဖြစ်စဉ်တစ်ခုသာဖြစ်ပြီးယောဂါတစ်ခုတော့မဟုတ်ပါဘူးအဲ့ဒီအစဉ်ကိုကျမ်းမာစွာဖြတ်တန်းနိုင်မှုအတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်းကိုနားလည်ပြီးလိုအပ်တဲ့ကုသမှုနဲ့လူနေမှုပုံစံပြောင်းလဲမှုတွေကိုလှုပ်ဆောင်ဖို့အရေးကြီးပါတယ်မိသားစုဝင်နေမိတ်ဆွေတွေရဲ့အားပေးမှုနဲ့ဆရာဝန်တွေရဲ့အကြံဉာဏ်တွေကိုရယူတင်ပါတယ်။ ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းပါးတွေကနေပြီးကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလည်းကျွန်တော်တို့ K2H အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူးတုဒရစေမဲ့အကြောင်းအရာတွေအလှအပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တင်ဒင်းတွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ Música ကျွန်တော်တို့မြေဆီမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်ွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FM Facebook Page ရဲ့ Messenger နဲ့မြေဆီမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram group မှာ စာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကိုကြိုဆိုပါရစေခင်ဗျာ။ မြစီမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ပေးကနေပြင်ဝင်ပြီးကိုစိတ်နှပါကျမ်းမာချမ်းသာပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်မြန်မာပြည်သူနဲ့အတူရက်တည်နေမယ်မြစီမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ခဲ့ကြသူတွေအားလုံးကျမ်းမာကြပါစေခင်ဗျာ thank you